ရုရှားကကျူးကျော်လာနိုင်ခြေကိုစိုးရိမ်လို့ပိုလန်မှာရဲသားတွေစစ်တင်နှံတက်ကြတယ်လို့သိရပါတယ်။ပိုလန်နိုင်ငံရော့စရောမျိုးအနီကစစ်ရေးလေ့ကျင့်ခွင့်ခုမှာရဲသားတွေတနက်ရဖို့တန်းစီနေပါတယ်။သူတို့လည်းတနက်ရပြီးရင်တော့တနက်ပြစ်လေ့ကျင့်ကြမှာပါ။တနက်ထဲကြည်ပြစ်ဖြစ်ပြီးပြီဆိုရင်ပြစ်ဖို့တင့်မယ်ပဲလို့ဆိုပါတယ်။တကြီးတငယ်မျိုးသားမျိုးသမီးအားလုံးလေ့ကျင့်ခွင့်ရောက်နေပါတယ်။ လက်နဲ့နဲ့တိုက်ခိုက်ခင်ရတဲ့အခါအသက်ရှင်တန်နိုင်အောင်ဘလို့တုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာသိထားကြဖို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့အားလုံးဒီကိုရောက်နေတာပါ စနေနေ့မနက်ခင်းတိုင်းလေ့ကျင့်တယ်လို့သိရပါတယ်အဲ့ဒီတည်းနဲ့မှာတလက်ပြစ်ခတ်နေတာမကလက်နဲ့မဲ့လူချင်းချင်းတိုက်ခိုက်ရေးစွန့်ရီရှေးဦးသူနာပြုစုနေနဲ့ဓမ္မွေကမျက်နှာဖုံးသုံးပြုပုံမှာသင်ကြားပေးပါတယ်ခုချိန်ကအရန်အန္တရာယ်များတဲ့ချိန်ရောက်နေပြီကျွန်တော်တို့ အစဉ်သင့်ဖြစ်ထားဖို့လိုတယ်လို့ပိုလန်စစ်တပ်စစ်လေးကျင့်ကံစီမံကိန်းတောင်းရှိသူတွေကပြောပါလိမ့်ရုရှားရဲ့စီးရေးချင်းချုံမှုရှိလို့အဲ့ဒီအတွက်ပြင်ဆင်နေရတာလို့ဆိုပါလိမ့်ရုရှားကျူးကျော်လာတဲ့ကြီးဆိုရင်လို့စစ်တပ်တပ်ဖို့စီးရေးပေးထားတဲ့တာမန်ပိုလန်အရသာရေးအတွက်ဟာအစိုးရဘက်ကလက်ခံနိုင်တဲ့ပမာဏထက်ကျော်လွန်သွားပြီဖြစ်ပါလိမ့်ဒါကြောင့်ပိုလန်အစိုးရကဒီအစည်းအဝေးကိုထပ်တိုးချဲ့ဖို့လုပ်နေပါတယ်။ပိုလန်မျိုးသားတိုင်းဒီစစ်တင်နှံကို တယောက်တင် जा ခွင့်ရမှာပါလို့ဆိုပါတယ်။ရုရှားနဲ့ယူကရိန်းနိုင်ငံတို့နဲ့နိမိတ်ချင်းထိစပ်နေတဲ့ပိုလန်အတွက်အခုနှစ်ကာဗွေရေးသုံးစိကိုနိုင်ငံ GDP ရဲ့900ခန့်တော့ပုံမူတိုးမြင့်သုံးဆွဲမှာဖြစ်ပါတယ်။အဲ့ဒါဟာနေတိုးဖွဲ့ဝင်နိုင်ငံတွေထဲမှာစည်ရေးသုံးစိအတွက်သုံးဆွဲမှုပမာဏအများဆုံးဖြစ်ပါတယ်။ဒေတာတွေမှာအင်အားအကြီးဆုံးစစ်တပ်တည်ဆောက်ဖို့ပိုလန်ကရည်ရွယ်ထားတယ်ဆိုပြီးပိုလန်ကိုပြုတ်တော်တဲ့တက်စကမကြသေးခင်က ြောထားပါတယ်။လေရင်တွေဝယ်ဖို့သင်းမောအမြောက်တွေနဲ့ American ဒုံးကြီးတွေဆွေဒင်နဲ့တောင်ကိုရီးယားကစစ်သုံးလက်နက်တွေကိုပိုလန်တွေနဲ့စိတ်ရှိလက်ရှိအသုံးပြုဖို့ရှိနေပါတယ်။ဒါအပြင်လက်ရှိချိန်မှာစစ်ရင်အားကိုလည်းစုဆောင်းနေတယ်ဆိုပါတယ်။ပိုလန်ဟာဒုတိယကမ္ဘာစစ်ကလည်းနာဇီဂျာမနီနဲ့တိုက်ပွဲမှာမှည့်ရတော်မကြဘူး။ နှစ်ရက်တောင်မကြာဘဲနဲ့တနင်္ဂနွေလောက်ကြာသွားတဲ့သမိုင်းရှိပါတယ်။ဒါကြောင့်ခုရုရှားနဲ့ဖြစ်တဲ့စစ်ပွဲမှာလည်းအဲ့ဒီလိုမျိုးမဖြစ်စေဘူးဆိုပြီးတော့ကြိုတင်ပြင်ဆင်နေတာပဲဖြစ်ပါလိမ့်။ကိုယ်ပိုင်ဆိုင်မှုတွေကိုကိုယ်တိုင်ကာကွယ်ဖို့ပြင်ဆင်သင့်တယ်ဆိုတာသမိုင်းကတစ်ဆင့်ကျွန်တော်တို့သင်ကြားခဲ့ပြီးပါပြီ။ဘယ်တူတယောက်ပေါ်ကမှမမိခိုပါဘူး။မဟာမိတ်ဆိုတာကလည်းဒီကနေ့တူရှိမယ်နောက်တစ်နေ့ကွဲသွားနိုင်ရပဲလို့ ပြည်သူချုပ်ကတော့မှတ်ချက်ပြပါလိမ့်မယ်။မင်းကလင်းငယ်တူကလည်းသူ့သူငယ်ချင်းတယောက်နဲ့အတူစစ်တင်တန်းတက်နေပါလိမ့်။အမေရိကန်မှာသမားထရန့်ပြန်ရွေးကောက်ခံရမှုကကဘာကြီးကိုပို့ပြီးတော့စိုးရိမ်မှုတွေဖြစ်စေတယ်လို့ဆိုပါတယ်။ထရန့်ကဥရောပတိုက်ကိုမကူညီချင်တော့ဘူး။ဒါကြောင့်ဘေကင်းလုံးချုပ်မှုကြောင့်လည်းလာတယ်လို့ခန့်စားရပါတယ်။တကယ်လို့ရုရှားကတိုက်လာရင်ဘာမှမပြင်ဆင်ထားခဲ့ဘူးဆိုရင်ရုရှားလက်ကို အလွယ်တကူကြောက်ရောက်တော့မှာပါဒါကြောင့်ပြင်ဆင်ထားတာဆိုပြီးတော့စစ်တင်နဲ့လာတဲ့တဲ့ main clip တူကလည်းပြောပါလိမ့်ဥရောပလုံခြုံရေးအတွက်အမေရိကန်ကအဓိကအားထားရတဲ့နိုင်ငံဖြစ်ရှိတော့မှာမဟုတ်လို့ဥရောပအနေနဲ့ကုကုကိုကောက်ွယ်ဖို့နဲ့အဲ့ဒီအတွက်အကုန်ကြခံဖို့သူတို့မှာပဲတာဝန်ရှိတယ်ဆိုပြီးတော့အင်ဖြူရောကအတိအလင်းပြောထားတာဖြစ်ပါလိမ့်နောက်ပြီးတော့လက်ရှိချိန်မှာပိုလန်ဘက်ကစစ်ပြစ်စင်လာတဲ့အကြောင်းရင်းကယူကရိန်းကို ထောက်ပံ့မှုအများဆုံးကပိုလန်ဖြစ်ပါလိမ့် အဲ့ဒီလိုထောက်ပံ့မှုတွေမှာစီးရီးယားထောက်ပံ့မှုတွေရော အများကြီးပေါ်ဝင်ပါတယ်ဒါဟုတ်လေရုရှားသမ္မတပူတင်ကမကြင်မနက်ဖြစ်နေတာပါဒီရေကနေတစင်ရုရှားနဲ့ပူလန်ကြားထဲမှာတင်းမာမှုကတော်တော်လေးကိုမြင့်တက်လာတာပဲဖြစ်ပါလိမ့်တကယ်လို့ရုရှားဘက်ကတိုက်ခိုက်လာရင်ပိုလန်အနေနဲ့ဘယ်တိုင်းတာဒီကာကွယ်နိုင်မလဲဆိုတာလဲမိကုန်းထုတ်ဖို့ရှိနေပါလေတကယ်လို့သာဖြစ်မယ်ဆိုရင်တော့ပိုလန်အနေနဲ့ရုရှားကိုဘယ်လိုမ တောက်ခံနိုင်မှာမဟုတ်ဘူးလို့စည်ရေးလိလသုံးသူတွေကပြောပါလေနောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေတရုတ်ပြည်ကိုသွားပြီးတရုတ်သမ္မတရှီကျင်းဖြစ်နေတွေ့ကျင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါလေဒေါ်နယ်ထရန့်ကမိမိအနေနဲ့တရုတ်ကိုသွားဖို့ဆန္ဒရှိပြီးသမ္မတရှီနဲ့တွေ့တဲ့အခါနိုင်ငံခြားရေးမူဝါဒစီးပွားရေးဆိုင်ရာပြဿနာရေးရဆွေးနွေးကျင်တယ်လို့ပြောလာပါလေမေ16ရက်နေ့ကထုံးလုံးကတဲ့ဖောင်နီးနဲ့အင်တာဗျူးမှာသူ့အနေနဲ့ရှီကျင်းဖြစ်နေတွေ့ဖို့ တရုတ်နိုင်ငံသွားကျင်တယ်လားလို့ Foreign News Company က Tranger တေချာပေါက်သွားကျင်တယ်လို့ဖြေကြားခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ကြားဆက်ဆံရေးကအရေးကြီးဆုံး Tranger ထက်လောင်းပြောပါတယ်။သမားအဖြစ်သူ့ရဲ့ဒုတိယတဒံတွင်ထပ်ဟာတရုတ်ခေါင်းဆောင်ပိုင်းနဲ့ထိပ်တွေ့ဆက်ဆံဖို့စိတ်အားထက်သန်နေကြောင်းထပ်တလဲလဲပြောပြီးဖြစ်ပါတယ်။တရုတ်ကောင်စီတွေဘက်မှထန့်ကတည်တည်တသာအခွင့်အရေးချက်ခဲ့လို့နောက်ပိုင်းမှာကုံသွဲရေးစစ်ပွဲကိုယာယီရဆိုင်မှုညှိနှိုင်းနိုင်ခဲ့ပြီးခေါင်းဆောင်တို့ဖုန်းနဲ့စကားပြောဖြစ်နိုင်တယ်လို့ ခုတည်းပတ်စောပိုင်းကထင်ကြီးတွေထွက်ခဲ့ပါလိမ့်။ကုန်ကွယ်ရေးစစ်ပွဲကိုရပ်ပေါင်း60ရပ်ဆိုင်ထားဖို့သဘောတူပြီးတဲ့နောက်မှာ American ကတရုတ်သွင်းမှုတွေပေါ်အခွန်145ရာခိုင်နှုန်းမှာ30ခန်းလုံးရှော့ချပေးပြီးဖြစ်ပါတယ်။အပြန်အလှန်အနေနဲ့ American Constitution နဲ့တရုတ်ကအခွန်100ခန်းလုံးရှော့ပေးလိုက်ပါတယ်။အခုတရုတ်ခေါင်းဆောင်ပိုင်းနဲ့ထိတွေ့ဆက်ဆံမှုစိတ်အားထက်သန်ကြောင်းပြသပေးမယ်။ထပ်ဟာမကြမီက Sorry Qatar နဲ့ UAE ခီးစဉ်တွင် ပေကျင်းရဲ့ဩဇာအာဏာကြီးထွားလာမှုကိုပြည်ပနိုင်ငံတွေအတွက်ထိန်းသိမ်းကန့်သတ်ဖို့ရည်ပုံခေါ်ခဲ့ပါတယ်။သူတို့တရုတ်ဘက်ကိုရှိန်းနေကြတယ်။ကြာရင်တရုတ်ကသူတို့ကိုထိန်းချုပ်တော့မယ်။အဲဒီလိုဖြစ်ဖို့ကအဆင်မပြေဘူးလေ။ဒီသုံးနိုင်ငံလုံးကိုကျွန်တော်တို့အဝန်ဝိုင်းထဲမှာထားဖို့ကအရေးကြီးတယ်။အဲ့ဒီနိုင်ငံတွေက ရှင်းလင်းကိုအဓိကထိန်းချုပ်ထားတဲ့နိုင်ငံတွေမလားလို့ထွန့်ကဖြည့်ဆွတ်ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲရဲ့ဆိုင်ရေးဆွေးနွေးမှုဟာအဆင်မပြေဘဲနဲ့ပြီးဆုံးသွားပါတယ်စစ်တုံးပန်းတထောင်စီလွတ်ပြေးဖို့တော့သဘောတူလိုက်ပါတယ်ယူကရိန်းနဲ့ရုရှားကုစလင်ဖွဲ့တွေတူရကီမှာတွေ့ဆုံဆွေးနွေးရမှာစစ်ရဲ့ဆဲရေးသဘောတူညီမှုမျိုးမရသေးခဲ့ပေမဲ့စစ်တုံးပန်းများပြားပြန်လည်လဲလဲဖို့လက်ခံခဲ့ပါတယ်ဒုတိယကွာစင်နိုဘိုင်းဥရောပမှာသွေးမြေအကြဆုံးစစ်ပွဲကြီး၃နှစ်ကျော်ကြာမြင့်လာပြီးတဲ့နောက် ဒါဟာတနမဲ့ရေးရသေးငယ်တဲ့ခြေလှမ်းတစ်ခုအစားပြုမှုဖြစ်ပါတယ်။မေ16ရက်နေ့ကအစ္စတန်ဘူမှာလှုပ်တဲ့ဆွနဘက်ကိုရုရှားသမ္မတပူတင်က ကိုယ်တိုင်မတက်ရောက်ပဲသမ္မတချန်ပီယံဒုဝင်ကြီးတွေပါတဲ့ကိုယ်စလဲဖွဲ့ဆေလုတ်ခဲ့ခြင်းကလေးကအဲ့ဒီတွေ့ဆုံမှုမှာကြီးမားတဲ့ရလဒ်တစ်ခုကိုထွက်မလာနိုင်ဘူးလို့ Ukraine နဲ့ American ဆွေရတွေကယူဆထားပါတယ်။ Russia ရဲ့ဂျူဂျူစစ်ပွဲစပြုခဲ့တဲ့2020နှစ်တုန်းက နှစ်နိုင်ငံကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးပူပေမဲ့အဲ့ဒီနောက်မှာဒါဟာပထမဆုံးချိန်ပြန်လည်စကားပြောတာပါ။အစ္စတန်ဘူရဲ့ဘုတ်ဖော်ရက်ကန်ဂျင်မှာရှိတဲ့အော်တိုမန်အင်ပါယာခေတ်ရဲတပ်ကြီးမှာနှစ်ဖက်တွေ့ဆုံခဲ့ကြောင်းတူရကီဆိုရကထုတ်ပြန်ပါတယ်။အဲ့ဒီဆွေးနွေးပွဲဖြစ်မြောက်စေဖို့ကိုတူရကီနဲ့အမေရိကန်ဆိုရတွေကကမကထလုပ်ပြီးတိုက်တွန်းခဲ့တာပါ။ဆွေးနွေးပွဲမှာနှစ်ဖက်ကြားလက်ဆွဲနှုတ်ဆက်တာမျိုးလည်းမရှိပါဘူး။ယူကရိန်းကိုယ်စားလှယ်ဖွဲ့ရဲ့ထောက်ဝက်လောက်ဟာပျောက်ကြားစုဆုံနေလို့ဝတ်ထားပါတယ်။ ဒါဟာယူကရိန်းနိုင်ငံကစစ်တိုက်ခံနေရတယ်ဆိုတာကိုပြတဲ့သင်္ကေတပါရုရှားဘက်ကလည်းဒါကိုသဘောကျခြင်းမရှိပါဘူးတူရကီနိုင်ငံကြိုင်းဝန်ကြီးကနှစ်ဖက်ကိုယ်စားလှယ်ဖွဲ့ကိုရွေးချယ်စရာလမ်းနှစ်ခုရှိကြောင်းတစ်ခုကငြိမ်းချင်ရင်နောက်တစ်ခုကအလုံးစုံပြတ်သုံးခြင်းဖြစ်ကြောင်းပြောပါတယ်ဆွေးနွေးပွဲကနှစ်နာရီမပြည့်ခင်မှာပဲပြီးဆုံးသွားပြီးနှစ်ဖက်ကြားဘာမှမညီနိုင်နိုင်ပဲနဲ့ကြီးကြီးမားမားသဘောထားထပ်ကွက်ခဲ့ပါတယ်ရုရှားဘက်ကအသေးထက်တိုးလာတဲ့လက်ခံနိုင်စရာလုံးဝမရှိတဲ့တုံးစုံတွေဆိုပြုခဲ့ကြောင်းယူကရိန်းကပြောပါတယ် အဲ့ဒီတဲမှာယူကရိန်းတပ်တွေကပြစ်ခတ်ရစေးရေးသဘောတူညီမှုရနိုင်ဖို့အတွက်ကိုယ်နိုင်ငံပိုင်းနဲ့ကြီးမားချန်ပီယံအစိပ်ပိုင်းကနေဆုတ်ခွာပေးရမယ်ဆိုတဲ့အထိပါပါပါတယ်။မျောလင့်ထားတဲ့အတိုင်းဆွေးနွေးပွဲဟာပြည်ရဲ့သဘောတူညီမှုဖြစ်မြောက်ရေးအတွက်ထင်သာမြင်သာတိုးတက်မှုရှိပဲပြီးသွားပါတယ်။ဒါမဲ့စစ်ပွဲကလာတွင်ဖန်ထားတဲ့စစ်တုံးပဲတထောင်စီကိုအသေးသေးပြန်လှုပ်ပေးဖို့နှစ်နိုင်ငံလုံးကသဘောတူပါတယ်။ခက်ခဲတဲ့တနေ့တာရဲ့အဆုံးမှာတော့ကောင်းမွန်တဲ့ပုံစံနဲ့အဆုံးသတ်ခဲ့တယ်လို့ပြောရမှာဖြစ်ကြောင်းယူကရိန်းနိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။ မိသားစုပေါင်းတထောင်လောက်အတွက်ဒါဟာအကောင်းဆုံးသတင်းပါတုံမန်းနဲ့လက်လက်မောင်ကြားကမှာအကောင့်ထဲပေါ်လိုက်မယ်လို့ယူကရိန်းကဝန်ကြီးကလည်းပြောပါလာတယ်။ရုရှားနဲ့ယူကရိန်းကအရင်ကလည်းတုံမန်းချင်းလည်းပို့ပြမယ်ခုလောက်တော့အရေးအတွက်မများပါဘူး။ဒါ့အပြင်နှစ်နိုင်ငံကြားဆွေးနွေးမှုတွေရဲ့နောက်တစ်ဆင့်မှာတမရာချင်းတွေ့ဆုံတာမျိုးဖြစ်တဲ့ကြောင်းပြောပါလာတယ်။ယူကရိန်းဘက်ကအဲ့ဒီတောင်းဆိုမှုကိုမှတ်သားထားပါမယ်လို့ရုရှားကလည်းခွဲကပြောပါလာတယ်။ဒါ့အပြင်ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ရုရှားဘက်ကလည်းကျင်းတဲ့ကြောင်းနောက်ထပ်ဆွေးနွေးမှုတွေအတွက်လမ်းဖွင့်ထားကြောင်းလည်းပြောသွားပါလာတယ်။ မေဂသမထရန်ကတော့သူနဲ့ရုရှားသမ္မတပူတင်တို့ကြားတိုက်ရိုက်စကားမပြောမချင်းဒီစစ်ပွဲရဆိုင်ကိစ္စခီးရောက်မှာမဟုတ်ဘူးလို့ပြောထားပါတယ်ရုရှားဘက်ကလည်းအမေရိကန်နဲ့စကားပြောတဲ့ကြောင်းတီးပြုပေမဲ့ထိပ်သီးဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်ဖို့ဆိုတာကအချိန်လိုတယ်ဆိုပါတယ်ပူတင်နဲ့ထရန်တို့တွေ့ဆုံဖြစ်မလားဘယ်အချိန်ဘယ်နေရာမှာတွေ့ဖြစ်မလဲဘာမှမသိကြသေးပဲတကယ်လို့တွေ့ဖြစ်ရင်လည်းယူကရိန်းသမ္မတဇီလန်စကီကိုဖိတ်ကြားဖို့မရှိဘူးလို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်မရိဘူးရဲ့ဆွဆွဲခံထားရတဲ့ ICC ကအရှိန်အဟုန်ကို ICC ကအနာပေးထားတယ်လို့သိရပါတယ်။အပြည်ဆိုင်ရာသုခုံရုံး ICC ရဲ့ဆွဲချရှိနေကာရင်ခန်းဟာလိမ်မန်းဆိုင်ရာမယောမကန်မရိမှုလုပ်ရကျူးလွန်ကြောင်းဆွဆွဲခြင်းနဲ့ရင်ဆိုင်နေရပြီးသူ့ရဲ့လုပ်ငန်းတာဝန်တွေကလည်းအနာပေးခံထားပါတယ်။အသက်55နှစ်ရွယ်ပြည်ထိုင်နိုင်ငံသားရှိနေကာရင်ခန်းဟာလက်တလုံးမှာခွင့်ခံစားခွင့်ပြုထားတယ်လို့နယ်သာလန်နိုင်ငံသည်ဟိမ့်မှာခြေဆိုင်တဲ့ ICC ကကြေညာပါတယ်။ ။တရားအားကမရိမှုနဲ့ဆက်ဆက်တဲ့စုံစမ်းစစ်ဆေးမှုရလဒ်ပြီးချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်လို့ခေါ်ရုံကဆိုပါတယ်။ကာရခန်ကတော့သူ့ဘော်ဆွေးကြတင်ထားတဲ့ညင်းထားပါတယ်။ကာရခန်ကို ICC ကထုတ်မလား။ဒါမှမဟုတ်သူကိုယ်တိုင်နှုတ်ထွက်မလားဆိုတာကို Foreign News နဲ့ဌာနက ICC ကိုစုံစမ်းနေတဲ့အကြောင်းပြန်ခြင်းမရှိဘူးလို့ဆိုပါတယ်။ ICC ကတော့နောက်ထပ်တရားစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်နေတဲ့ကာလတွေကရခန်းကိုထုတ်မှာမဟုတ်သေးဘူးလို့တော့ဆိုပါတယ် ပြီးကြတဲ့နှစ်ကထွက်ပေါ်လာတဲ့ဒီဆွဆွဲချက်တွေပြီး current account ရာထူးကနေနှုတ်ဖက်ဖို့တောင်းဆိုတဲ့မျိုးသမီးခွင့်ရဖွဲ့စည်းတွေကတော့ ICC ဆုံးဖြတ်ချက်ကိုကြိုးစားကြောင်းပြောပါလေ။ American ဟာ2020လဒီဇင်ဘာကလောက်ဝင်တဲ့နေတဲ့ကတူဘမရှော့မကန်ဖိအားပေးမှုလိန်မြက်ထုတ်မှုဆွဆွဲမှုတွေနဲ့ရင်ဆိုင်နေရတာပါ။ဒီအကြောင်းပေါက်ကြားစီလို့သူမတင်ကြတဲ့တခြားဝန်ထမ်းတွေကမှယာရုချနေရာပြောင်းတာတွေပါကျွလွန်ခဲ့တဲ့ဆိုပါတယ်။ current ဟာ နာမည်ဖြတ်ပုတ်ချမှုတစ်ခုမှာတားကောင်ဖြစ်နေရပြီးသူကိုယ်တိုင်ရောမိသားစုပါအချင်းချောက်တာခံနေရတယ်လို့ပြောပါတယ်။ ICC တွင်းပိုင်းမှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်2024နှစ်ကုန်ပိုင်းမှာတော့ပြင်ပစုံစမ်းစစ်ဆေးမှုတွေကို current ခန်းကခံယူရမှာဖြစ်ပါတယ်။ကာရန်ကဂါဇာစစ်ပွဲကြောင့်ပြုပြီးအစ္စရေးဝန်ကြီးချုပ်နေတာညာဟုတ်ကို ICC ကဖန်ရန်ထုတ်ဖို့ဒီကဦးဆောင်ခဲ့သူပါ။ဒါအပြင်ကာရန်ခန့်ဟာလက်တလုံးမှာဗတ်ပေါင်းစုံဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကိုဖမ်းရမ်းထုတ်ခဲ့တဲ့ပေါ်လက်တော့မြင်တဲ့နေနဲ့ဖေဖော်ဝါရီမှာအမေရိကန်သမ္မတထရန့်ကကာရင်ခန်းကိုလည်းအရေးယူပိတ်ဆို့မှုနဲ့ပြန်လည်ကြေညာခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ဟောင်ကောင်ကျွန်းရဲ့မိလာရေစနစ်ထဲမှာကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့သလိုစင်ကာပူမှာလည်းကူးစက်မှုက28ရာခိုင်နှုန်းပြန်မြင့်တက်လာတယ်လို့ဆိုပါတယ်။အာရှတလောကိုဗစ် -19 ကူးစက်မှုနှုန်းပြန်လည်မြင့်တက်ချိန်မှာဟောင်ကောင်နဲ့စင်ကာပူမှာလည်းကိုဗစ် -19 ကပ်ဆိုးဟာနောက်တစ်လိုင်းထပ်ဖြစ်လာမှာကိုစိုးရိမ်ရန်တောင်းသတိပေးထုတ်ပြန်ချက်တွေထုတ်ပြန်လာရပြီဖြစ်ပါတယ်။ဟောင်ကောင်မြို့တော်ကျန်းမာရေးကော်မတီဆွမ်းရှောက်မှုစင်တာမှာ တပတ်တော့ covid positive တွေ့ရှိမှုနှုန်းဟာပြီးခဲ့တဲ့တစ်နှစ်အတွင်းအမြင့်ဆုံးပြန်ဖြစ်လာပြီးလူဦးရေ9တန်းနေထိုင်တဲ့မြို့တော်မိလာရေးစနစ်တွင်းမှာပင် covid-19 ဗိုင်းရပ်ပိုးရှိကြောင်းတွေ့ရတဲ့အတွက်ဆေးရုံစည်းကမ်းတွေ covid ဆက်ဆက်စေဝါတွေပြင်ဆင်ပြီးတော့တောက်စီကောက်ဝဲလုပ်ငန်းတွေပြန်လည်လုပ်ဖို့တတိပေးချက်ထုတ်ပြန်ထားပါတယ်စင်ကာပူမှာခုလတွင် covid-19 ကူးစက်ပြန့်နှံ့မှုဟာတစ်နှစ်အတွင်းအမြင့်ဆုံးပြန်လည်ရောက်ရှိလာပါတယ် ခုနှစ်ပတ်တွင်ကူးခံရသူဟာ14000ကျော်ရှိပါတယ်အရင်တစ်ပတ်ကထက်28000ကျော်ထိမြင့်တက်လာပါတယ်အထူးသတိထားဆင်ခြင်မှုကျန်းမာရေးဝန်ကြီးဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်လက်ရှိကူးစက်ပြန့်နှံ့တဲ့ COVID-19 ဗိုင်းရပ်စ်ဟာပုံမှန်ပြင်းထန်နေတေဆုံးမှုများပြားတဲ့ကပေးအဆင့်လုံးဝမဟုတ်ပေမဲ့ဒါဟာလှိုင်းတလိုင်းတွင်ဆောင်းလာနိုင်တဲ့အတွက်ကာကွယ်ဆေးထိုးခြင်းနဲ့အန္တရာယ်ပိုများတဲ့အသက်အရွယ်ကျန်းမာရေးချို့ယွင်းမှုရှိသူတွေအတွက်ဘူစတာကာကွယ်ဆေးထိုးတာသတိမချို့ယွင်းပဲထိုးကြဖို့တိုက်တွန်းထားပါတယ် ဟောင်ကောင်နဲ့စင်ကာပူမှာလူရသည်မှာပျောက်ကွယ်လို့ဖြစ်နေတဲ့ COVID ဗိုင်းရပ်စ်ဟာမူကြရာသီပြောင်းချိန်မှာပြန်လည်ပြန့်နှံ့လာတဲ့ဖြစ်စဉ်ကြောင့်အခုလိုသတိပေးချက်တွေလုပ်နေရတာပါ။ထိုင်းမှာလည်းဆုံခရန်တကြံပွဲတော်ပြီးကြတဲ့က COVID ဗိုင်းရပ်ပြန်လည်ပြန့်နှံ့မှုတွေရှိလာတာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။ပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার လက်နက်အရေးကိစ္စကို IAEA ကတာဝန်ယူသင့်တယ်လို့အိန္ဒိယကပြောပါလေ။နျူကလ িয়ার လက်နက်ပိုင်ရှင် အင်ဂျင်အိန္ဒိယနဲ့ပါကစ္စတန်ကြားနှစ်30နီးပါးအတွင်းဆိုးဝါးပြင်းထန်ဆုံးစီးရီးကျက်တဲ့ဆုံးသက်ပြီးနောက်ရပိုင်းကြမှာအိန္ဒိယကာကွယ်ဝန်ကြီးကနိုင်ငံတကာလူမျိုးစွန့်အေဂျင်စီ IAEA ဟာပါကစ္စတန်နျူကလ িয়ার လက်နက်ကိစ္စတောင်းယူသင့်တယ်ပြောပါတယ်ဒလို့စီးမဲ့ကမ်းမဲ့အရင်ဆိုင်နိုင်ငံရဲ့လက်ထက်မှာနျူကလ িয়ার လက်နက်တွေထားတာလုံခြုံမှုရှိရလားလို့သူကပြောပါတယ်ပါကစ္စတန်နျူကလ িয়ার လက်နက်တွေကို IAEA ကြီးကြပ်မှုအောက်မှာပဲထားရှိသင့်တယ်လို့ယူဆကြောင်းဆိုပါတယ် စစ်သွေးကြွတွေကိုစန့်ကျင်တဲ့အိန္ဒိယရဲ့ဆုံးဖြတ်ချက်ကအရန်ခိုင်မာပြီးပါကစ္စတန်ရဲ့ညူချင်းချောင်းမှုနဲ့ပတ်သက်ပြီးလည်းဂရုမစိုက်ဘူးဆိုပါတယ်။အိန္ဒိယကိုနျူကလ িয়ার ချင်းချောင်းမှုနဲ့အကြိမ်ပေါင်းများစွာလုပ်ခဲ့တာကိုလည်းတကဘာလုံးကအမြင်ပါပဲလို့အိန္ဒိယကပြောပါတယ်။ပါကစ္စတန်ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတုံ့ပြန်ခြင်းမရှိသေးပါဘူး။ပြီးကြတဲ့လကအိန္ဒိယနိုင်ငံဘက်ကက်စမီးယားမှာပါကစ္စတန်ကြောထောက်နောက်ခံပြုတ်ထားတယ်ဆိုတဲ့အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပြီးလူ26ဦးသေဆုံးခဲ့ပါတယ်။ တော့လက်တော့ပြန်နေနေတဲ့အိန္ဒိယကလည်းပါကစ္စတန်စခန်းတွေကိုဘုံကျက်ခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းပြန်လည်ပြစ်လို့အိန္ဒိယရဲ့လေရင်တွေပြတ်ကျခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားထဲမှာစစ်ပွဲနဲ့ဆက်ကြတာပါ။ပါကစ္စတန်ဘက်ဟာအဲ့ဒီဆွဆွဲချက်တွေညင်ထားပြီးနိုင်ငံလုံးဟာဒုံးကျည်တွေနဲ့ဒရုန်းတွေကိုဟိုဘက်ဒီဘက်လေပိုင်းနဲ့တွင်အပြန်အလှန်ဖြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာအမေရိကန်ရဲ့ဂျာဝင်စစ်စစ်မှုနဲ့ငြိမ်းချမ်းရေးရရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ယူကရိန်းကိုဂျာမနီရဲ့နာမည်ကျော်တာရက်စတာဝေးပြစ်ခရစ်တွန်ကြီးတွေပေးဖို့စီစဉ်မရှိဘူးလို့ဂျာမနီကဆိုပါတယ်။ဂျာမနီကလက်ရှိချိန်မှာတာရက်စတာဝေးပြစ်ခရစ်တွန်ကြီးတွေယူကရိန်းကိုပေးဖို့အစီအစဉ်မရှိဘူးလို့ဂျာမန်မျိုးသားဒီမိုကရက်ပါတီခေါင်းဆောင်လက်ရှိဝန်ကြီးချုပ်ဖက်ဒရစ်မာရှ်ကပြောပါတယ်။ဒီမင်းကောင်ကဆွေးနွေးစရာမဟုတ်သေးဘူးလို့သူကဆိုပါတယ်။ဒီဒုံးကြီးတွေကိုအသုံးပြုဖို့အထူးလေ့ကျင့်မှုတွေလည်းလိုအပ်ပါတယ်။ ပေးဖို့ဖို့အချိန်နဲ့ပြင်ဆင်မှုတွေလည်းလိုအပ်ပါတယ်။ဒါပေမဲ့ယူကရိန်းကပြည်ထိုင်တဲ့ပြင်သစ်စီကနေတခြား cruise တုံးကြီးတွေရရှိလိမ့်မယ်လို့ဆိုပါတယ်။ Taurus တုံးကြီးတွေအေးပေါမှုကိုလူလူကလုံကဲစွာကဲဖြတ်ထားကြတယ်လို့သူထင်ကြောင်းဆိုပါတယ်။ Frederick ကဂျာမနီဩဇာကိုမြင့်တင်ဖို့ထောက်ခံသူဖြစ်ပြီးနိုင်ငံခြားရေးမှုအရမှာရုရှားစစ်ကြေးတန်ခင်းတမန်ကင်းလမ်းကြောင်းကိုခိုင်မာစွာလိုက်နာသူဖြစ်ပါလေ။သူသည်ဂျာမနီရဲ့ဝန်ကြီးချုပ်ဖြစ်သူဟာရုရှားနဲ့မျိုးဖြစ်ခံပေါ်ယူကရိန်းဆွေးနဲ့တာရက်စတုန်ကြီးတွေပေးဖို့ရေကို ကိုမနေနဲ့ထောက်ခံထားတာဖြစ်ပါတယ်။နောက်ထပ်တင်ပြပြောချင်ပါတယ်။မြေတီနိုင်ငံရဲ့အနိုင်ကျင့်မှုပေါ်မှာမိမိတို့ဦးညွတ်မှာမဟုတ်ဘူးလို့အီရန်သမ္မတကပြည့်ပြည့်တသားပြောလာပါတယ်။အီရန်ကဘလိုနိုင်ကျင့်မှုပေါ်မှာဦးညွတ်မှာမဟုတ်ဘူးလို့အီရန်သမ္မတမာဆုပိဇာရှကီယန်ကပင်လယ်ကွက်ခီးစဉ်တွေမှာပြောလိုက်ပါတယ်။အမေရိကန်သမ္မတထရန့်ကအီရန်ဆိုရပေါ်ဝေဖန်မှုကိုတုံ့ပြန်တဲ့အနေနဲ့ခုလိုပြောတာပါ။ထရန့်ဒီကိုလာနိုင်တယ်လို့ထင်နေတယ်။ကျွေးကြော်တဲ့နေရွပြီးကျွန်တော်တို့ကိုဖျဲချောင်းနေတယ်။ ကျွန်တော်တို့အတွက်အာဇာနည်ဖြစ်ရတာကဒေတာထက်ပိုပြီးတော့မြတ်တယ်ကျွန်တော်တို့ကအနိုင်ကျင့်တော့ဘတော်မှဥညမမဟုတ်ဘူးလို့သူကနိုင်ငံမှာရုပ်တံကနေပြည့်ရသသာပြောလိုက်ပါတယ်ပေါ်တူနေဆော်မိုင်းကအမေရိကန်ပင်လယ်ကွေ့ပူပေါင်းဆောင်ရေးကောင်စီ GCC ထိပ်သီးဆွေးနွေးပွဲတွေမှာထရန်ကအီရန်နဲ့သဘောတူညီချက်တည်းရဲ့လှုပ်ချင်တယ်ပြောပါတယ်ဒါပေမဲ့ဒီလိုပြစ်လာဖို့ကြောက်စရာပံ့ပိုးကူညီမှုတွေရပ်တန့်ဖို့အသွေးထွက်တိုင်ဖို့ဖြစ်နေတဲ့ဂျာခန့်စစ်ပွဲတွေရပ်တန့်ဖို့ နျူကလ িয়ার လက်နက်ရရှိချိုးပန်းချက်တွေပြီးပိုင်ရတံမှုထရန့်ကတောင်းဆိုထားပါတယ်။အီရန်ဆိုရနျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးငြင်းပွားမှုဖြစ်ရှင်းမှုအီရန်နဲ့အမေရိကန်ကြားဆက်ဆက်ညှိနှိုင်းသူတွေဟာပြီးခဲ့တဲ့ပတ်ကဆက်ဆက်ညှိနှိုင်းခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီအချိန်လေးအလုံးဟာလက်ခဲတဲ့လက်နဲ့ပဲပြီးဆုံးခဲ့ပါတယ်။ထရန့်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအကောင်းမြင်နေပါတယ်။အီရန်ကိုစီးရရအေးအေးယူမဲ့အရေးကနေရှောင်ရှားနိုင်ဖို့သဘောတူညီချက်ဟာ ရလို့နှီးပါဖြစ်နေပါပြီလို့ထရန့်ကဆိုပါတယ်ကျွန်တော်တို့မကြခင်အစဉ်ပြေတော့မှာပါယူရန်ဘက်ကလည်းလိုင်းနာမယ်လို့ယူဆကြောင်းထရန့်ကမျှော်လင့်နေပါတယ်ဒါပေမဲ့ခုအေရသမားရဲ့ပြောဆိုချက်ဟာထရန့်ရဲ့ယူဆနဲ့တော့တော်တော်လေးကိုဖိလာဆန့်ကျင်နေတာပဲဖြစ်ပါတယ်ထရန့်ကတော့ဒိုဟာမှာပြောသွားတာအီရန်ကိုနျူကလ িয়ার တက်ရောက်ကြီးတင်နေတဲ့အပျက်စီးပုံကြီးဖြစ်အောင်ကျွန်တော်မလုပ်ဘူးလို့ဆိုပါတယ်ဒီလိုလုံးစရာမလိုပဲသဘောတူညီချက်တစ်ခုရဖို့နှိစက်လာပြီလို့ထင်ကြောင်းပြောပါတယ် ။အီရန်ကအမေရိကန်စူရနဲ့လေးချိန်ဆွေးနွေးပြီးဖြစ်ပါတယ်။အစ္စရေးကစီအေးရရေးအီးမေးလ်ချိန်ချောင်းနေမှုတွေကိုရှောင်ရှားနိုင်ဖို့မြေဆုံးဖိအားပေးအလှုပ်ရှားမှုကိုဆက်လုပ်နေရေးဒီလိုဆွေးနွေးပွဲတွေပြုလုပ်နေပါတယ်။နောက်ပြီးတော့အီရန်အနေနဲ့ကာတာဆော့ဘွားကိုဒီကိစ္စနဲ့ပတ်သက်ပြီးကျေးဇူးတင်ကြောင်းပြောသင့်တယ်လို့ထွန်းကဆိုပါတယ်။ထွန်းရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးအီရန်ဘက်ကတော့ဘာမှပြန်လဲတုံ့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ စက်ရုပ်တွေဟာအနာဂတ်မှာအရန်ရေးပါတဲ့ခံကဏ္ဍကလည်းပါဝင်လာလိမ့်မယ်လို့ကမ္ဘာချန်တော်သောတတိယကြီး Elon Musk ကပြောထားပါတယ်။ Tesla CEO Elon Musk ကတနေ့ကမ္ဘာစီးပွားရေးပြောင်းလဲပြနေတဲ့လူသားစုဘီလီယံပေါင်းများစွာရှိလာတယ်ဆိုပါတယ်။ Sorry မှာပြောခဲ့တာပါ။လူတိုင်းကကိုယ်ပိုင်စိတ်ယုတ်ပိုင်ဆိုင်ခြင်းလာကြပါလိမ့်မယ် Star Wars တွေကလိုစိတ်ယုတ်တွေပိုင်ဆိုင်ခြင်းလာပါလိမ့်မယ်ဒါကလည်းဖြစ်လာနိုင်တယ်လို့ Elon Musk ကဆိုပါတယ်စိတ်ယုတ်များစွာနဲ့ ထောက်လုပ်မှုတွေမြင့်တက်လာပြီးတကမ္ဘာလုံးဝင်ငွေကောင်းကောင်းရနိုင်တယ်လို့ကွန်ပစီနဲ့ဝန်ဆောင်မှုတွေဟာမလို့အဒေါ်လာအောင်အလျံပဲဖြစ်လာလိမ့်မယ်လို့ Elon Musk ကပြောပါတယ်။ Elon Musk ရဲ့ပြောဆိုချက်တွေခံမှန်းချက်တွေဟာကြောက်စရာပဲလို့ကမ္ဘာအကောင်အထည်ဖွဲ့ချုပ်ကပြောပါတယ်။ Elon Musk ပြောတဲ့အချိန်လူသားရဲ့နေရာမှာဆေးဥကအစားထိုးဝင်လာရင်ဒီလူသားတွေကိုအလောက်ကိုင်ခက်ခဲလာရင်ဘသူကတောင်းယူမလဲလို့မျိုးကုန်နေထုတ်နေပါလိမ့်။ Tesla ထုတ်လူသားဆေး Optimus ဟာအလွန်ကြီးကျယ်ဆုံးသောထုတ်လုပ်မှုဖြစ်ကြောင်း ရှင်မနစ်ကစရုပ်မိတ်ဆက်ပွဲမှာ Elon Musk ကပြောခဲ့ပါတယ်။ Tesla နှစ်ဆင့်စရုပ်ပေါင်းတသန်းထုတ်လုပ်ဖို့ပြောင်းလဲထားပေမဲ့စီမံကိန်းဟာနည်းပညာနဲ့ပထဝီနိုင်ငံရေးစိန်ခေါ်မှုတွေရင်ဆိုင်နေရသေးပါတယ်။ဒူဘိုင်းမှာဖေဖော်ဝါရီကကျင်းပခဲ့တဲ့ကမ္ဘာအစိုးရများထိပ်သီးစည်းဝေးမှာ Elon Musk ကလူသားစရုပ်တွေနဲ့နည်းနည်းတဲ့ဉာဏ်ပညာတို့ဟာအကန့်အသတ်မဲ့နှိပါဖြစ်တဲ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေကိုပံ့ပိုးပေးခြင်းနဲ့ကမ္ဘာစီးပွားရေးကဏ္ဍအသစ်ဖွင့်ပေးနိုင်ကြောင်းပြောပါလေ။ နောက်ဆုံး AI ကလုံအလုံးလုံဆောင်ပေးပါပါဒုတိယလုံတွေကိုမဖြစ်မနေလုံเสียမလို့တော့ပဲနဲ့စိတ်ကျင့်နှမှုရယုံတက်တာလုံကြပါလိမ့်မယ်လို့ Elon Musk ကပြောပါလိမ့် James Cameron ရဲ့ Terminator စကားတွေကစိတ်ဥတွေလိုလည်းဖြစ်လာနိုင်တယ်ဒါပေမဲ့အဲ့ဒီလိုစိတ်ဥမျိုးတော့ကျွန်တော်တို့မလို့ခြင်းပါဘူး Star Trek တဲ့ကဆေးလို့ဆိုအနာဂတ်ကပိုကောင်းလိမ့်မယ်လို့ Elon Musk ကဆိုပါတယ်။ Elon Musk က Tesla ထုတ်ဆေးထုတ်တဲ့စီတွေကိုလည်း sorry မှာ30ချင်ပါတယ်။ စော်ရီယာရှိတဲ့ကလည်းဒီစိတ်ကူးထောက်ခံပြီးရေနံပြင်စီးပွားရေးချဲ့ထွင်ဖို့မောင်းသူမရင်တွေကို version 2030မဟာဗျူဟာစိတ်ပိုင်းဖြစ်ရှုမြင်ထားတာဖြစ်ပါလေ။နောက်ဆုံးသတင်းမဟုတ်ပြောချင်ပါလေ။အချိန်မြင့်လုံးဝမရှိတဲ့ဂျပန်ငလင်ကြီးလုံမယ်ဆိုတဲ့ကောလာဟလာဒီကြောင့်ဟောင်ကောင်ခီးသွားတဲ့စိုးရင်ထွက်လက်နေပါလေ။မကြမီငလင်ကြီးကျက်လုံးမယ်ဆိုပြီးချင်းချင်းရှိတဲ့ကောလာဟာလာလေးကြောင့်ဂျပန်ကိုသွားဖို့ဟန်ပြနေတဲ့ဟောင်ကောင်ခီးသွားတွေစီကောင်းနေလေရင်ယထာသင်းမောလက်မဲ့ဝယ်လို့ရတဲ့အရန်နေပါသွားကြောင်း လေယာဉ်ကုမ္ပဏီတွေကပြောပါလေ2020လောက်ကဟောင်ကောင်ခီးသွားတွေဟာဂျပန်ကိုခီးစင်ပေါင်း1.8တန်းထိလာလေခဲ့ပူပါလေခမီနီစင်တွေတိုးတက်လာပြီးမှငလင်လုံးမဲ့ချိန်ကိုတေးကြတွက်ချနိုင်ခြင်းချစ်ခုထိမရှိသေးတဲ့အတွက်ကြောင့်ဟောင်ကောင်ကသူတွေအတွက်ဂျပန်ငလင်နဲ့ပတ်သက်လို့စိုးရိမ်ထိလန့်နေတာပါ2025ဇူလိုင်လကျရင်လည်းကြီးမားတဲ့သဘောအဘကြီးကြောင်းနိုင်တယ်ဆိုပြီးတော့သတင်းတွေကထွက်နေတာပါဒါဟာကောလာဟလာတွေပါလို့ဆိုပါတယ်တခြား online post တွေမှာလည်း ဂျပန်မှာတော်အပေးကျူရင်ခံမပြီးကောလာဟာလာထုတ်နေတဲ့ Facebook group ထဲမှာ member ဝသိနေချီပြီးအများစုဟာဟောင်ကောင်နဲ့ထိုင်ဝမ်မှာ online သုံးစုတွေဖြစ်ပါတယ်။သူတို့ရဲ့ကောလာဟာလာခံမတဲ့တွေက customer တွေကိုတော်တော်လေးကိုထိတ်လန့်စေတယ်လို့ဆိုပါတယ်။ဆိုရပိုင်းကလည်းအဲ့လိုမျိုးမဟုတ်မမဲ့သတင်းထုတ်လွှင့်သူတွေကိုထိရောက်အေးအေးပဲလို့ကြီးညာထားတာပဲဖြစ်ပါတယ်။ပြည်ရဲ့မလာနဲ့အီဘီလာမှာဂျပန်ကိုသွားလဲဖို့ခီးသွားစုံစမ်းမြင်မှုဟာ ရှစ်ဆယ်ရာခိုင်နှုန်းထိကျဆင်းသွားခဲ့တာကြောင့်ခမရီလေးဖြစ်ခဲ့တယ်လို့ခီးသွားကုမ္ပဏီတွေကပြောပါလိမ့်